တကယ်တည်းမိတ်ဆွေများအားလုံးပဲမင်္ဂလာပါဗျာနော်ဒါကတော့ကျွန်တော်နောက်ထပ်ကလင်နာမူလေးတမူပေါ့နော်ကျွန်တော်တို့ဒူက1ချင်းရဲ့ကျွန်တော်တို့ကစားကွက်လေးတွေနဲ့ပေါ့နော် ကစားမှာဖြစ်ပါတယ်ကျွန်တော်ဒီမှာတည်တည်ချာချာလေးပြပေးပါမယ်ဗျာနော်โอเคကျွန်တော် screen လေးနည်းနည်းချဲလိုက်မယ်ပေါ့နော်โอเคနည်းနည်းလေးဝါးသွားမှလဲစိုးရတယ်ပေါ့နော်โอเคဒါတော့ဆိုရင်အဆင်ပြေမဲ့ထင်ပါတယ်ဗျာနော်သူကလုံးဝကတ်တွန်းလေးကတ်ဆိုင်ပေါ့နော်ဒါကကျွန်တော်မနေ့တုန်းကပြထားတဲ့မူပေါ့နော် ဒီ9နှစ်ကိုတော့ခဏလေးမေးထားလိုက်ပါဒါမနေ့တုန်းကမူဖြစ်တဲ့အတွက်ပေါ့နော်ဟုတ်ကဲ့ကျွန်တော်တို့ဘယ်လိုစမလဲဆိုရင်ကျွန်တော်တို့ဒီမှာနော်ဒီမှာရှိနေတဲ့ကဏ္ဍနော်ဒီမှာကျွန်တော်တို့ဘာတွေကြီးပဲပြီးသွားလဲဆိုတော့နော်ဘယ်အရင်စပြရင်ကောင်းမလဲပေါ့နော်။ဟုတ်ကဲ့ဒီကောင်းလေးကအရင်စလိုက်မယ်ပေါ့နော်။ဒီမှာ6နော်6ဆိုတဲ့ကဏ္ဍရင်ကျွန်တော်တပင်ချားမှာရှိနေတဲ့တက်ပေါ့နော်။နော်ပြီးရင်ဒီမှာရှိနေတဲ့ခွန်နော်။ ီကောင်ဒီကျွန်တော်တို့ဒီမှာ కో တက်ခွန်ဆိုပြီးတော့တွေ့ရမှာပေါ့နော် కో တက်ခွန်ဒီ కో တက်ခွန်ဒီဘယ်မှာသွားရိုက်မလဲဆိုရင်ကျွန်တော်ဒီလို641ဆိုတဲ့၃လုံးပေါင်းခြင်းနံပါတ်1တက်ဖြစ်ပြီးတဲ့အောက်မှာ1ချင်းဆိုတော့ကြားတယ်เนาะ1961ချင်းเนาะဒီမှာက కో တက်ခွန်နော်ကိုတက်ခွန်ကိုဘယ်လိုကြားမလဲဆိုရင်641ဆိုပြီးတော့ကျွန်တော်တက်လို့ခံပြီးတဲ့နောက်မှာသူက1ချင်းအနေနဲ့ အပေးတယ်ပေါ့နော်။ဝမ်ဂျင်းအနေနဲ့ပေးတယ်။ဟုတ်ပြီ။ဒါဆိုရင်ကျွန်တော်တို့ဒီမှာအတွဲလုံးပေါ့နော်။တွဲလုံးကိုကျွန်တော်တို့ဘယ်လိုယူမလဲ။ကိုတက်ပြီးရင်ကိုခွန်ဆိုပြီးတော့ကျွန်တော်နှစ်လုံးပဲယူလို့ရတယ်။နော်။ကိုတက်နော်။ပြီးရင်ပါလာမလဲကျွန်တော်တို့ကိုခွန်နော်။ကိုခွန်လို့ယူမယ်။ဒါပြီးရင်သူက break ကဘယ်လိုဖမ်းသွားလဲပေါ့နော်။ break ပါကျွန်တော်တခါတည်းပြသွားလိုက်တော့မယ်ပေါ့နော်။ break ပါပြတော့မယ်ဆိုရင်ဒီမှာ6တော့မဟုတ်တက်နော်။6 break တော့မဟုတ်ကျွန်တော်တို့2 break ဆိုပြီးတော့ပေါ့နော်။ debris ဆိုပြီးတော့ကျွန်တော်တို့ဒီမှာထိုးကွက်တီကျွန်တော်တို့နှစ်ကွက်ထဲပဲအဲ၄ကွက်ထဲပဲသွားဖြစ်မယ်ပေါ့နော်โอเค6 break ဆိုရင်ဒီမှာက6ထည့်လိုက်အောင်မယ်ပေါ့နော်ဒီမှာက3ညနော်ဟုတ်ပြီ6 16ရဲ980ရဲနော်ဟုတ်ပြီဒီနောက်ကပဲကျွန်တော်စစ်ပြီးတော့ရေးလိုက်မယ်ပေါ့နော် sorry ဒီအောင်မှရေးထားတာပေါ့နော်မမြင်ရဘူးပြီးရင် tip break ဆိုရင်တော့ဒီမှာကကျွန်တော်တို့နောက်ထပ်ဘာထပ်ထည့်ရမလဲဆိုရင် tip ပေါ့နော်6 11ရဲ့ ီဘက်က tip break ဆိုရင်နောက်ထပ်ပါထည့်ရမယ်လက်ဒီမှာ6ဖြစ်နေတဲ့အတွက်9ပေါ့နော်ကျွန်တော်တို့ကဏန်းဒီစုစုပေါင်း၄ခွက်တည်းပဲထိုးရမယ်9 6 9 1 1เนาะ9 80 905ပေါ့เนาะ905ဒါလေးပဲထိုးရမယ်ပေါ့เนาะโอเคဒါကပထမတပင်ပေါ့เนาะဒုတိယတပင်ကိုကျွန်တော်တို့စစ်ကြည့်အောင်เนาะဒုတိယတပင်မှာလဲကျွန်တော်တို့ဒီမှာရှိတဲ့ number 1เนาะဒီမှာရှိတဲ့ number 9ဒီမှာရှိတဲ့ number 9เนาะ900ဒီကျွန်တော်တို့1ချင်းဖြစ်ပါတယ် နှစ်ခွန်ခွန်ဝန်းချင်းဒီဘယ်မှာကြမလဲဒီမှာ၃လုံးပေါင်းချင်း၃ည၁เนาะ၃ည၁၃ညဆိုတော့နံပါတ်၁ဒီမှာလဲ၁ဒီမှာလဲ၁ပေါ့เนาะ၁ဖြည့်ပြီးတဲ့နောက်မှာကျွန်တော်တို့နှစ်ခွန်ခွန်ဆိုပြီးတော့ကျွန်တော်တို့ကြတယ်เนาะဒါရီနှစ်ခွန်နှစ်ဆိုပြီးတော့ကျွန်တော်တို့ကြတယ်နှစ်ခွန်နှစ်เนาะနှစ်ခွန်ခွန်ဝန်းချင်းနှစ်ခွန်နှစ်လို့ရိုက်တယ်เนาะဒါဆိုရင်တွဲလုံးလေးတွေဒီမှာကျွန်တော်ယူပေးမယ်နှစ်ခွန်နှစ်ခွန်ပဲပေါ့เนาะသူကတော့တူနေတာဖြစ်တဲ့အတွက်ကျွန်တော်တို့တကူတည်းပဲယူပါမယ် break ကိုကျွန်တော်တို့ဘယ်လိုဖမ်းမလဲ ဒီရှေ့ကလိုပဲ၃ညာ break တော့မဟုတ် tip break နော်၃ညာ break တော့မဟုတ် tip break နော်၃ညာ break ဆိုရင်ဒီမှာ tip ထည့်မယ်ကျွန်တော်တို့ tip break ဆိုရင်တော့နှစ်ခွန်ကျွန်တော်တို့ပါထည့်ရမလဲ number နှစ်ပေါ့နော်နှစ်ခွန်နှစ်နော်ဒီမှာထွက်သွားတာကနှစ်ခွန်နှစ်နော်ဒီမှာဒီကဏ္ဍလေးကျွန်တော်တို့ထွက်သွားခဲ့တယ်နော် okay ကဏ္ဍဒီကျွန်တော်ဒီကောင်ဆိုရင်တော့ဒါ12လုံးကကျွန်တော်တို့တွားပြီးတော့တူနေတာဖြစ်တဲ့အတွက်ကျွန်တော်တို့နှစ်ဖွဲ့သေးပဲထိုးရတယ်ပေါ့နော်ဟုတ်ပြီကျွန်တော်ကြည့်အောင် နော်နောက်ထပ်တစ်ကတ်ဒီကျွန်တော်တို့ဒီမှာနော်3เนาะပြီးရင်ဒီမှာ2နဲ့ဒီမှာ5เนาะ3နဲ့5ဒီပါဖြစ်မလဲကျွန်တော်တို့1ချင်းဖြစ်မယ်เนาะ3နဲ့5ဝမ်းကျဲအတွဲကိုဘယ်လိုယူမလဲ3 2 3 5เนาะ3 2ကျွန်တော်တို့3 5ဆိုပြီးတော့ဒီမှာယူမယ်เนาะ3 2 3 5ဟုတ်ပြီသူကဘယ်မှာကြာမလဲကျွန်တော်ဒီမှာเนาะ တက်ကိုဆိုတော့တက်လို့ရိုက်တယ်နော်ဒီမှာတက်ဒီမှာတက်ဒီမှာတက်နော်တက်တက်တက်တို့ကြွယ်ရိုက်တယ်ရိုက်ပြီးရင်ဒီမှာ5ကို3ဆိုပြီးတော့ကျွန်တော်ကြာတယ်နော်5ကို3ဒီ3 2 5ရဲ့ဝန်းချင်းဖြစ်တယ်နော်3 2 5ရဲ့1ချိန်ကျွန်တော်တို့ break ဒီဘာနဲ့ယူမလဲဒီမှာရှိတဲ့ number 9ဒီမှာရှိတဲ့ number 3ညเนาะ9 3ည break ခွန်၃ညပရိတ်ဖြစ်တဲ့အတွက်ဒါဆိုရင်ခွန်ပရိတ်ကိုကျွန်တော်တို့အရင်ယူကြည့်အောင်ဒီမှာ၅ဖြစ်တဲ့အတွက်ဒီမှာနံပါတ်1ထည့်မယ်နော်၃ညပရိတ်ကိုကျွန်တော်တို့ယူမယ်ဆိုရင်ဒီမှာနံပါတ်5ထည့်ရမယ်ပေါ့နော်ဟုတ်ကဲ့ဒီရောက်ကိုကြည့်ပါမယ်ဒီမှာကကျွန်တော်တို့ခွန်ပရိတ်ပေါ့နော်ခွန်ပရိတ်ဆိုရင်ဒီမှာ3 5 9နော်ခွန်ပရိတ်၃ညပရိတ်ဆိုရင်တော့နောက်တစ်နှစ်တစ်လုံးထည့်ရမယ်နော်ဒီမှာထွက်သွားတာက5 9 3ဆိုပြီးတော့ကျွန်တော်တို့ထွက်သွားတယ်ဆောင်ရမ်းလှတယ်နော်မူကဆောင်ရမ်းလှပါတယ် โอเคဒါဆိုရင်နောက်တစ်ပင်ကျွန်တော်တို့စစ်ကြည့်မယ်เนาะနောက်တစ်ပင်စစ်ကြည့်မယ်နောက်တစ်ပင်ဒီလေကျွန်တော်တို့ဒီမှာ3ညเนาะဒီမှာက4ဒီမှာက3เนาะ3ည4 3ဒီ1 chain เนาะဘယ်မှာထွက်မလဲဒီမှာ3 8 3ညဆိုပြီးတော့ကျွန်တော်တို့1လို့ရိုက်သွားပြီဒီမှာ1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  1လို့ရိုက်ပြီးရင်ဒီအပင်မှာဆင်းမယ်เนาะဒီအပင်မှာဆင်းမယ် ဘာဝမ်းကျင်းလေ343ဆိုတော့ဝမ်းကျင်းဝမ်းကျင်းဒီလိုက်မှတ်ပါ343 343ချိန်မယ်เนาะ343ချိန်မယ်ကျွန်တော်တို့ဒီဘက်ကလိုပဲဒီမှာကျွန်တော်တို့ယူမယ်343တရွယ်343တရွယ်เนาะဟုတ်ပြီဒီအောင်မှာကျွန်တော်ရေးလိုက်မယ်343တရွယ်343တရွယ်343เนาะပြီးရင်343เนาะပြီးရင် break ကပါလေ ပရိသည်ဒီမှာ၃ညနော်ဒီမှာ၃ည၃ညသည်၃ည၃ညဆိုတော့၃ညပရိနော်၃ညပရိဖြစ်တဲ့အတွက်ကျွန်တော်တို့ဘယ်နှကွက်ပဲထိုးရမလဲနှကွက်သေးပဲထိုးရမယ်၃ည၄6နော်၃ည9 3ဆောင်ရမ်းလိုက်ပါလေဒီဒီခြားခြားလေးထိုးပါဘေးမဘေးကတော့မပြောတတ်ဘူးပေါ့နော်ကျွန်တော်ကတော့ပေးမယ်ထင်ပါတယ်၃ည၄6ရဲ့၃ည3ခွန်ရဲ့နော်ဒါဆိုရင်ကျွန်တော်တို့အစအဆုံး ပြန်ပြီးတော့ run ကြည့်လိုက်အောင်เนาะနည်းနည်းလေးတော့မူကနည်းနည်းလေးအရင်နေ့နေ့ကဟာလဲဆိုတော့နည်းနည်းလေးရှုပ်နေရပါဘောเนาะရှုပ်နေရဆိုတော့ကျွန်တော်အစအဆုံးပြန် run through လေးပြမယ်ပေါ့เนาะ6 1ခွန်ဆိုတဲ့ကျွန်တော်တို့ခန်း3လုံးတည်6 41ဆိုတဲ့ပေါင်းခြင်းနံပါတ်1ကြပြီးတော့1 chain ဆိုပြီးတော့ဒီမှာရိုက်တယ်เนาะ1 chain လို့ရိုက်တယ်ဘာပရိနဲ့ရိုက်လဲ6သုံးမဟုတ်7ပရိနဲ့ရိုက်တယ်เนาะဒီမှာ1 chain ဘာထွက်သွားလဲ6ပရိထွက်သွားတယ်เนาะ okay ဒါပြီးရင်ကျွန်တော်နှစ်ခွန်ခွန်ဆိုတဲ့ကဏ္ဍနော်နှစ်ခွန်ခွန်ဆိုတဲ့ကဏ္ဍဒီ3ည1 3ည1ဆိုတဲ့ပေါင်းခြင်းနံပါတ်1ဖြစ်ပြီးတဲ့နောက်မှာကျွန်တော်တို့နှစ်ခွန်ခွန်ဆိုပြီးတော့ sorry နှစ်ခွန်နှစ်ဆိုပြီးတော့1ချင်းလေးကြပြီးတယ်1ချင်းလေးကြပြီးတာကဘာပရိတ်နဲ့လဲ3ညတော့မဟုတ်1ပရိတ်နဲ့နော်3ညတော့မဟုတ်1ပရိတ်နဲ့နော်ဟုတ်ပြီဒီမှာစစ်ကြည့်မယ်ဘာထွက်သွားလဲနှစ်ခွန်နှစ်ဆိုတော့ဘာပရိတ်လဲကျွန်တော်1ပရိတ် နော်ဒီမှာက3နှစ်5နော်3နှစ်5 3နှစ်5ဆိုတော့ဝန်ချင်းဒီဘယ်မှာကြာမလဲ1 1 9ဆိုတော့3လုံးပေါင်းချင်း1ရိုက်ပြီးတဲ့နောက်မှာ3 5 9ဆိုတဲ့ကနဘာ break လဲခွန်တော့မဟုတ်3ည break ဒီမှာဘာကြာသွားလဲခွန် break ကြာသွားတယ်နော်ဒါကြောင့်အခု၄ကတ်မြောက်3ည4 3ဆိုတဲ့ကျွန်တော်တို့ကဏ္ဍ3လုံးဒီနော်3ည4 3ဆိုတဲ့ကဏ္ဍ3လုံးဒီ 3839ဆိုတော့ဒီမှာလဲပေါင်းချင်းနံပါတ်1လို့ရိုက်ပြီးသွားခဲ့ပြီเนาะ1လို့ရိုက်ပြီးသွားခဲ့ပြီရိုက်ပြီးသွားခဲ့ပြီဖြစ်တဲ့အတွက်ဒီအပြင်မှာ1ချင်းလာမယ်เนาะဘာပြိမ့်နဲ့လာမလဲ39ဒီမှာလဲ39ဆိုတော့39ပြိမ့်နဲ့လာဒါဆိုရင်ဘယ်နှကွက်ဖဲထိုးရမလဲကျွန်တော်ဒီနှစ်ကွက်ဖဲပဲထိုးရမယ်ပေါ့เนาะကာဘာဖြစ်အောင်ထိုးခြင်းเนาะသူကဒါကျွန်တော်ကဒီအဝအတွဲလေးတွေယူလိုက်တာပေါ့เนาะနောက်တစ်ထပ်ပြီးတော့ထိုးလို့ရတာဒီ ၄၃နဲ့တွဲပြီးတော့ပြန်ပြီးတော့ထိုးလို့ရတယ်။เนาะ၄၃နဲ့တွဲပြီးတော့၃ညာ break ဆိုရင်၄၃เนาะနောက်တော့တစ်ခွက်ပဲထပ်ပြီးတော့တိုးရမယ်เนาะ။ဒီအောင်မှာကျွန်တော်ရေးလိုက်မယ်။၄၃ကျွန်တော်တို့ဘာထိုးရမလဲ၃ညာ break ဆိုတော့၄၃၃ပေါ့เนาะ။၄၃၃ဒီ3ွက်တဲ့ပဲပေါ့နော်3ွက်တဲ့ကူမှာဒီ2ွက်ဒီ main အနေနဲ့ထိုးရမယ်3ည4 6 3ည 3ခုเนาะပြီးရင်4 3ဆိုပြီးတော့ဒါကတော့အရင်အနေနဲ့ထိုးရမယ်เนาะကြိုင်နေတဲ့တငယ်ချင်းတွေကယူ3ပါစောင်းရမ်းမိုက်ပါတယ်အားလုံးကိုလည်းကျေးဇူးထူးတင်ပါတယ်ကြိုင်ရင် like လေးတွေလုပ်သွားပေးပါ comment လေးတွေပေးခဲ့ပါပြီပါပါ